ကမ္ဘာရေနံစိမ်းဈေးတွေကျဆင်းလာတာကြောင့်ပြည်တွင်း73စီဈေးတွေကျဆင်းလာတယ်လို့ပြည်တွင်း73စီဈေးကွက်ထဲမှာသိရပါဗျ73စီဈေးတွေဟာတကြံမတိုင်ခင်ကဈေးနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်တလီတာကိုကျပ်300ကျော်လောက်ကျဆင်းလာတာပါအခုလိုဈေးကျလာတဲ့အချိန်နဲ့ပတ်သက်လို့73စီရောင်းဝယ်ရေးလုပ်နေသူတူကသူ့ရဲ့အမြင်ကိုအခုလိုပဲပြောပါဗျဒီလိုနေမိခမ်းကြတစားကဖြစ်နေကျွန်တော်တို့ကကုန်သေးစပွဲလေးကုန်သေးပါလေခွန်လေးကတို့ကတူလိုက်ကိုကတူလိုက်။ဘာဖြစ်လဲဆိုရင်အရင်နေစင်းအဓိကရေနံစင်းစီးခေါ်ထီတာ ကဘာညနေရကြာနေကြာနေတလားလောက်ရှိနေပြီးရင်အခုမှဈေးကြာဈေးကြာရဆိုရမယ်အရင်က73ဒီလီတာဘယ်လောက်ရှိလဲကျွန်တော်သိပြီဟောခုကဘယ်လောက်ကြာလဲ9 room 95မှာဒီလီတာ300လောက်ကြာအဲ့ဒါလဲစီဝင်တင်မောအခြေအနေတွေတူတော်လိုက်အခြေအနေဒါကြီးကြည့်ပြီးတော့ဈေးကစားနေကြတာဒါစီဈေးကြာရဆိုတော့အကြပြတ်အောင်လို့ပဲရှိရ အရင်က7000ကျော်မှရှိနေတဲ့73စီရဲ့ဒီကနေ့ဈေးကတော့အောက်တိန်92တလီတာကို2940ကျပ်95တလီတာကို2800ကျပ်နဲ့ဒီဇယ်တလီတာကို2390ကျပ်ပရီမီယံတလီတာကို2960ကျပ်ပေါက်ဈေးသတ်မှတ်ထားတာကိုတွေ့ရပါတယ်။ကမ္ဘာရင်းနှံစိန်ဈေးကတော့ဒီကနေ့မှာတစ်စီကို American Dollar 63.599ပေါက်ဈေးရှိနေပြီးကမ္ဘာရင်းနှံစိန်ဈေးဟာတစ်စီကို CAN Dollar 100ကျော်ကနေတဖြည်းဖြည်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာတော့ကမ္ဘာရေနံစင်းစီကျဆင်းလာတာတလားတလောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။လက်ရှိဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေဟာအာဏာမသိငင်ကဈေးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အစမတန်မြင့်တက်နေသေးတယ်လို့အရင်ဈေးတန်းကိုပြန်မြောက်နိုင်တော့ဘူးလို့အငှားရင်မောင်းနေသူတွေကအမှတ်ချက်ပေးပါဗျ။အာဏာသိမ်းပြီးတဲ့အချိန်ကစလို့73စီဈေးအစား3စီဈေးအပြင်ကုန်စည်အလုံးနီးပါးဈေးတွေအစမတန်မြင့်တက်လာခဲ့တာပဲဖြစ်ပါဗျ။